ထူးခြားကောင်းမွန်တဲ့ဓလေ့တွေရှိရာ မော့ကျွန်းမြို့သို့မဟုတ်လှပလုံးနဲ့မော်လမြိုင်ကျွန်းမြို့ပြည်သူများအားလုံးပဲမင်္ဂလာပါရှင် Top Magazine ကနေပြီးတော့ပရိသတ်အားလုံးကိုပြန်လည်လို့ချိုးဆိုပါရရှင်။ဒီနေ့မှာတော့ခြေသေးတို့ Top Magazine ကနေပြီးတော့မော်ချွန်းလို့လူသိများကြတဲ့ဒီမျိုးလေးတွေကထူဆန်းပြီးတော့ဂျီနူဖို့ကောင်းတဲ့အယူလေးတစ်ခုအကြောင်းနဲ့အတူမော်လမြိုင်ချွန်းမျိုးလေးအကြောင်းကိုပါတပါးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်။ရေပက်လေဝိုင်းနေတဲ့အေးချမ်းလာတဲ့မော်ချွန်းမျိုးလေးရဲ့အံအောပွဲရာဂျီနူစီယာဒလိထုံးတစ်ခုကိုဥစွာပထမပြောပြပေးခြင်းပါရ။အဲ့ဒါကတော့မော်လမြိုင်ချွန်းမျိုးလေးမှာနေထိုင်တဲ့သူအားလုံးက နွားသက်ခွင့်မရှိကြပါဘူးတဲ့။ဘာကြောင့်လဲဆိုတော့နွားတွေကိုခြေထရုစားနေတဲ့ထမင်းတွေဖြစ်လာအောင်တောင်သူတွေနဲ့အတူလယ်ထဲမှာရုံးပေးရတဲ့ထမင်းရှင်ဂျေဇုရှင်တတဝါအဖြစ်ကိုသတ်မှတ်ထားရမှာပါပဲ။အစင်လာရမော်ကျွန်းမြို့နယ်လူတွေကအမဲသက်ခွင့်လိုင်စဉ်ကိုနှစ်တိုင်းနှစ်တိုင်းမြို့နယ်လူထုကပတ်စံစုကလေးလံနိုင်အောင်ဆွဲပြီးမိသူတဦးတယောက်ကိုမှသက်ခွင့်မပေးဘဲတင်ထားတာနှစ်ပေါင်းတော်တော်ကြာပါပြီတဲ့။အခုဆိုရင်မြို့ထဲမှာအမဲပေါ်ကြ ောင်းသတင်းလာပေးနိုင်ရင်သတင်းပေးသူကိုပါစုငွေချိမြင့်တယ်လို့သိရပါတယ်။ဒီလိုဂျီနူးစီယာကောင်းတဲ့တလေးလေးတစ်ခုရှိတဲ့မော်လမြိုင်ကျွန်းခေါ်မော်ကျွန်းမြို့လေးရဆိုရင်တော့မြန်မာနိုင်ငံအောက်ပိုင်း AR တိုင်းဒေသကြီးလက်ဘုတ္တာခရိုင်အတွင်တည်ရှိတာဖြစ်ပြီးတော့ မော်လမြိုင်ကျွန်းမြို့နယ်ရဲ့ရုံဆိုင်မြို့လေးပဲဖြစ်ပါတယ်။မော်လမြိုင်ကျွန်းမြို့နယ်လေးကအေယာဝရီမြစ်ရဲ့မြစ်ခွဲတစ်ခုဖြစ်တဲ့ရာဇူတိုင်မြစ်နဲ့တုံးလဲချောင်းတို့ဆုံရာကျွန်းငယ်လေးတစ်ခုပေါ်မှာတည်ရှိနေပါတယ်။မြို့ရဲ့အကျယ်ဝန်းအနေနဲ့ကတော့အလျား2မိုင်အနံ1.5မိုင်ခန့်ရှိပြီးတော့1.1စတူရန်မိုင်ခန့်အကျယ်ဝန်းတယ်လို့သိရှိရပါတယ်။မော်ကျွန်းမြို့လေးရဲ့တမိုင်းချောင်းအဆောက်ကိုပြောရမယ်ဆိုရင်တော့ ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲပြီးချိန်ပဲခူးနယ်လို့ခေါ်တဲ့အောင်မြန်မာနိုင်ငံဟာဗြိတိရှားကိုလိုနီဘဝကိုရောက်ရှိခဲ့ရပါတယ်။အောင်မြန်မာနိုင်ငံထဲမှာတော့ပဲခူးတိုင်းနဲ့အေရရီတိုင်းတို့ပါဝင်ပါတယ်။ကိုလိုနီတစ်ခေတ်လုံးမော်လမြိုင်ကျွန်းမြို့ဟာအေရရီတိုင်းမြောင်းမြခရိုင်အတွင်းတည်ရှိနေခဲ့ပါတယ်။ဒါပေမဲ့1852ခုနှစ်ကလေးကတော့မော်လမြိုင်ကျွန်းဆိုပြီးတော့မရှိခဲ့သေးဘူးလို့ပြောတယ်။အဲ့ဒီအချိန်ကမြို့နေရာရဲ့ တက်လုပ်ငန်းလုပ်ကိုင်သူတွေ၊ကျိန်လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ရေလုပ်ငန်းလုပ်ကိုင်သူတွေစုစည်းနေထိုင်ရာတိုင်ငါရွာကလေးတသာရှိပြီးတော့ဘေးပတ်ဝန်းကျင်ကလည်းတက်တော်ကြီးတွေသာထူထပ်စွာရှိလို့နေတာလည်းဖြစ်ပါရဲ့။ ဗြိတိရှားတို့အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး28နှစ်အကြာမှာတော့အဲ့ဒီအချိန်ကဗြိတိရှားမြန်မာနိုင်ငံရဲ့မြို့တော်မော်လမြိုင်မြို့မှာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လေယာဉ်လုပ်ကင်သူတွေကိုမော်လမြိုင်ကျွန်းပေါ်ကိုဗြိတိရှားတို့ဘက်မှစတင်နေရာချပေးထားခဲ့ရမှာမော်လမြိုင်ကျွန်းမြို့ဆိုပြီးတော့စတင်ပေါ်ပေါက်လာခဲ့တာပါတဲ့ မြို့အမည်ကိုလည်းအဲ့ဒီအချိန်ကစတင်အခြေချနေထိုင်သူတို့ရဲ့မူရင်းဒေသဖြစ်တဲ့မော်လမြိုင်မြို့ကိုအစွဲပြုပြီးတော့မော်လမြိုင်ကျွန်းမြို့လို့ခေါ်တွင်စေခဲ့တာပဲဖြစ်ပါတယ်။ဒီလိုပေါ်ပေါက်လာခဲ့တဲ့အချိန်ကအခုဆိုရင်တော့နှစ်ပေါင်း190ကျော်နေပြီပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့မော်ချုံမြို့လေးကမြို့အင်္ဂါရက်တွေနဲ့အညီမြို့အစင်းတို့ပြ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 မရောက်ရှိသေးပါဘူးမြို့အတွင်ကိုပြ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 မရောက်သေးပေမဲ့လည်းအဲ့ဒီအချိန်ကလေးကမော်လမြိုင်ချုံကအောင်မြင်မာနိုင်ငံရဲ့မြို့တော် ဖြစ်တာကြောင့် ဝင်းရှင်တော်မင်းကြီးရုံဆိုင်ရာရန်ကုန်မြို့မန္တလေးစာဖို့တင်မောကြီးဆိုင်ကဲ့ရာအညာကုံလေးဖြန့်ဖြူးရာအထက်ဖက်ညောင်တုံမြို့မော်လမြိုင်ကျွန်းအောက်ဖက်မှာရှိတဲ့လှိုင်းဖုံအနောက်ဖက်မှာရှိတဲ့ခရိုင်ဝင်းရုံဆိုင်ရာမြောင်းများတို့နဲ့လည်းလမ်းဆောင်ကြတာကြောင့်ရေလောင်းရေချောင်းခီးနဲ့ကုံတွေသွားလာဖို့ရာဆိုရင်တော့တကယ်ကိုအင်မတန်ဝမလွယ်ကူတာဖြစ်ပါတယ် ဒါကြောင့်မို့မော်ကျုံမြို့လေးကအထက်အညာဒေသထွက်ကုန်ပစ္စည်းတွေအောက်ပြည်အောက်ရွာထွက်ကုန်ပစ္စည်းတွေရောင်းဝယ်ဖို့ရာ အကောင်းဆုံးမြို့လေးဖြစ်လာခဲ့ပါတယ် မျိုးသွင်းကိုမရောက်ရှိသေးမီ1895ခုနှစ်မှာကတည်းကမော်လမြိုင်ကျွန်းရဲ့ပထမဆုံးဈေးယုံကြီးအခုမျိုးမဈေးကိုတည်ဆောက်ခဲ့ပါတယ်။မော်လမြိုင်ကျွန်းမြို့လေးကိုမြန်မာတက္ကသိုလ်ရဲ့1260ပြည့်နှစ်အရောက်မှာတော့မျိုးအမည်ပြည့်ညက်ရန်လိုအပ်လာတာကြောင့်မျိုးအတွင်ပေါရောက်လေးရှိတဲ့မော်လမြိုင်ဘန်းနေစိန်လန်းဝေစာစွာနေရာအနှံ့ပေါက်နေတာကြောင့်ရောရေပက်လေဝိုင်းနေတဲ့ကျွန်းလေးတစ်ခုတစ်ဖွဲဖြစ်နေတာကြောင့်မော်လမြိုင်ဘန်းနေကြိုင်လိုင်စွာပေါရောက်ရာကျွန်းကိုအစွဲပြုပြီးတော့ အနတာမီမော်လမြိုင်ကျွန်းလို့ခေါ်ဝေါ်ခဲ့တာပဲဖြစ်ပါတယ်တနည်းအားဖြင့်လေမြို့တီစားကမြို့နေရာဟာရာဇူတိုင်မြင့်တုံးလဲမြို့တို့ဆုံရာတန်လျက်ခုံပမာဖြစ်နေပြီးတော့တစ်ပင်ပန်းပေါင်းစုံတို့နဲ့လွှမ်းခြုံအုပ်ဆိုင်လျက်ရှိပြီး မိုင်းမိုင်းညွတ်ညွတ်ဖြစ်နေကအလွန်ချီနူးစရာကောင်းပြီးဖျားလောင်ဦးတောင်းမင်းစံပြော်ရာ မောရမြိုင်အလားတဒံတူတဲ့ကျွန်းလို့မဲ့อยู่ကမြို့အမည်ကိုမောရမြိုင်ကျွန်းသို့မဟုတ်မော်လမြိုင်ကျွန်းလို့ခေါ်ဝေါ်ပြီးတော့သမုတ်တာဖြစ်ကြောင်းလဲမှတ်သားခဲ့ရပါတယ်။ ော်လမြိုင်မြို့ရဲ့အထူးကထွက်ကုန်ကတော့စံစဘာပဲဖြစ်ပါတယ်။မော်လမြိုင်ကျွန်းမြို့နယ်ရဲ့နှမ်းထွန်းလုံးမြမမှုကြောင့်1983ခုနှစ်အတွက်ကမ္ဘာစာနယ်ရိတ်ခါအဖွဲ့ကချီးမြှင့်တဲ့ဆုကိုပင်စုခူးရရှိခဲ့ပူပါတယ်။စီဝါရီရောလူမှုရေးပါပြည်စုံတဲ့မော်ကျွန်းမြို့လေးဟာဘာသာရေးဘက်မှာလည်းမလင်ဟင်းစီရပါဘူး။မြို့လယ်မှာရှိတဲ့ဒေါ်စီလေးမှာလည်းအပတ်စဉ်အယုံစွမ်းအတွက် အလူခံမန်တဲ့ထားရှိက ရရှိသမျှအလူငွေတွေကိုလည်းနောက်အပတ်အရိယမှာပဲ အာယုံစွန်းချက်ပြီးတော့မြို့မှာရှိတဲ့တန်ကြော်တွေကိုလောင်းလူလေးရှိပါတယ်။ အလူခန့်ရနေရနဲ့စွန်းချက်ရနေရကတနေရာရဲဖြစ်ပေမဲ့စွန်းချက်တောင်ဝင်ကိုယူထားတဲ့အဖွဲကတော့ခုနှစ်ဖွဲတောင်ရှိပါတယ်ဟဲ့အယုံစုံလောင်းလူတွေမနဲ့မှာတော့မနဲ့လေးနာရီထိုးတာနဲ့မြို့ပေါ်မှာရှိတဲ့ကျောင်း40ကျော်ကအတန်ကတော်တွေဟာကျောင်းတကားပေါက်ကနေအရှုပ်ရှုပ်ကြွလာကြပြီးတော့စွန်းတန်းကြီးတွေကလည်းဘယ်ညာအပြိုင်လောင်းလူနေကြပါတယ်စွန်းခံကြွကြတဲ့အတန်ကတော်တွေကလည်းညနေချင်းဆိုင်တွေ့ဆုံကြပြီးတော့ဟိုဘက်ဒီဘက် အပြိုင်ကိုစွန်းလောင်းလုံနေကြတဲ့ပုံတွေကမြင်ရတာအင်မတန်က ကိုမှချီနူးချီညိုတရားပွားများနိုင်စရာပဲဖြစ်ပါရင် မော်လမြိုင်ချုံမျိုးရဲ့မျိုးပြရုပ်တကိုးကြီးတောင်ရင်သာမြတ်စွာဘုရားကြီးအပါဝင်တန်ဘုတ်တီမျိုးဦးစေတီလောကတကြမာရဇိန်ဂျေးစင်တုဘုရားကြီးနှစ်ကြိမ်ရှစ်စုစုတောင်းပြဘုရားကြီးတို့ကိုလည်းအလေလာရောက်သူတိုင်းတရားကြီးညိုစွာဖုံးမြော်နိုင်ပါသေးတယ်။ မော်လမြိုင်ကျုံမြို့ရဲ့တော်ရင်သာမြတ်စွာဘုရားဝါကျွတ်ပွဲတော်ကအင်မတန်ကိုစီကားလာတဲ့အထင်ကြီးပွဲတော်တစ်ခုဖြစ်ပါတယ်။အဝေးရောက်မော်ကျုံမြို့သူမြို့သားတိုင်းလွမ်းရတဲ့ပွဲအင်ကိုတတိယမွေရမြေလေးကိုလွမ်းဆွတ်စေတဲ့ပွဲတော်အချိန်လေးပေါ့။ဘုရားပွဲတော်ကိုနှစ်စဉ်သတင်းကျွတ်လာဇန်14ရက်ကနေသတင်းကျွတ်လာပြည့်တော်တရရက်နေ့အထိဘုရားပွဲတော်အဖြစ်ကျင်းပလေးရှိပြီးတော့ ဖျားပွဲတော်ကိုအမျိုးမျိုးအနေနဲ့ကဇက်အဖွဲတွေဈေးတွေတွေအပြင်ဖျားဘူးဧည့်တွေလည်းလာရောက်ကြတာမို့အလုံးမစီကားလာတဲ့ပွဲတော်တစ်ခုပဲဖြစ်ပါတယ်မြို့နယ်ပညာရေးအနေနဲ့ကလည်းအာထာကတဲ့မောင်လမြိုင်ကျွန်းမြို့ မြို့မချောင်းကြီးကိုမော်ရွချုံမြို့လီမြို့အဆင့်ကိုရောက်ရှိပြီး34နှစ်အကြာဖြစ်တဲ့1933ခုနှစ်မှာတည်ဆောက်ခဲ့ပြီးတော့အခုအချိန်မှဆိုစေရထုကာလဟိုတောင်ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်လူမှုရေးစီးပွားရေးဘာသာရေးပညာရေးဆိုတဲ့ရေးလေးရေးနဲ့ပြည်စုံနေတဲ့မော်လမြိုင်ချုံမြို့လီကမြို့ကြီးပြကြီးတွေလိုတိုက်တာအဆောက်အဦကြီးကြီးမားမားကြီးတွေမရှိပေမဲ့သူနေရာနဲ့သူအံဝင်ကွင်ကျရှိပြီးတော့အင်မတန်အောင်မှနေပျော်တဲ့မြို့လေးတစ်မြို့မို့တစ်ခေါက်တစ်ခေါက်ကတော့တကယ်ကိုပဲ တခါတခါအရောက်သွားတဲ့မျိုးလေးတစ်ခုဖြစ်တဲ့အကြောင်းကိုမှတ်ချက်ပေးပြီးတော့တရင်စကားလေးပါလိုက်ရပါတယ်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်လေးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ Lion Shelly နဲ့အားပေးတော့ဖို့လည်းအားလုံးကိုတောင်းဆိုပါတယ်ရှင်။